ဒီသားဖတွေဆိုတာဟာလေလို့ရေခဲချောင်းစားချင်လို့လို့ဘယ်ထီအောင်သွားဝင်လဲဆိုတော့လာတာကဘုံချောင်းထိတ်မှရှိတယ်ရေခဲချောင်းဆိုင်ကိုသူတို့လိုက်ရှာကြတာအခုတော့ရေခဲချောင်းဆိုင်ကိုရှာတွေ့သွားပါပြီ ရေခဲချောင်းသူဝယ်စားကြပါလေရေခဲချောင်းကလှည့်ပြီးတော့ယူလို့လည်းရတယ်ကိုပေါ့ကူတချောင်းချင်းစီလည်းဝယ်လို့ရတယ်မမကတော့အလကားလှည့်တာပေါ့နော်သူကကလေးဆိုတော့ပတ်စံမယူဘူးသူကအလကားလှည့်နေတယ်မိမိတို့တွေကတော့ရေခဲချောင်းတွေဝယ်စားကြပါတယ်သူတို့စားချင်တဲ့ရေခဲချောင်းတွေရသွားပါပြီ သူခွဲဝင်နေကြတာပေါ့နော်တရက်ကိုဘယ်နှချောင်းယူမယ်ဆိုပြီးတော့ဒီခေချောင်းအခုဆိုရင်ဒီခေချောင်းတစ်ချောင်းကို900ဖြစ်သွားပါပြီမမလည်းအရင်ကြိုက်ပါတယ်ဒီနုရေခေချောင်းဒီရေခေချောင်းကကျတော့သူကလေဟိုလိုမျိုးစေးသားချူသူလိုမျိုးငန်းသူလိုမျိုးအရသာမှုပင်နဲ့အရသာတွေကတော့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနုရေခေချောင်းကိုစားချင်လိုက်မှသူတို့ကလာတာကိုလာဝယ်ပြီးတော့ဦးစားကြတာပါအခုတော့ရေခေချောင်းဝယ်ပြီးတော့သူတို့သားဖားတွေပြန်ကြပါပြီမပြန်ခင်တော့မပြန်သေးဘူးပုံချောင်းထိပ်မှာမတက်ရဘူးသူတို့ရေခေချောင်းတွေကိုအောင်သူတို့စားနေကြသေးတာ ပြန်ဖို့အစီအစဉ်တို့မှမရှိသေးဘူးအဲတယောက်တစ်ချောင်းစီတမတစ်ချောင်းစီကြံနေဆိုပြီးတော့ခွဲဝေပြီးတော့စားနေကြသေးတယ်ရေခဲချောင်းပြန်ကုန်တော့မှာပဲတို့အိမ်ကိုပြန်ဖို့အတွက်စဉ်းစားကြပါတယ်အခုဆိုလို့ရှိရင်တော့ရေခဲချောင်းနဲ့စားပြီးပြီဆိုတော့မမရူမီသားစုတွေအိမ်ပြန်ကြပါပြီတတ်တာ